နေထွန်းနဲ့ဆိုင်းစိတ်တွမ်ခန်းတို့ပေါ်သဘောထားနဲ့မတူပဲဟင်းဝင်ရပေါ်ကွဲပြားနေတဲ့ဆိုပြည့်သစင်အားလုံးမင်္ဂလာပေါင်းဗမိစနောင်းကနေကြွဆိုလိုက်ပါတယ်ဆိုပြည့်သစင်ကအခြေရင်နဲ့ပတ်သက်ရင်အမဲဆက်မရှိသလိုနမဲပြက်လည်းမရှိပဲအနုပညာလောကမှာရပ်တည်နေတာပေါ့ဆိုပြည့်သစင်ကအခြေရေးသတင်းမှထွက်ရင်တော့ချက်ချင်းဖြည့်ရှင်းတတ်ပါတယ် ဒါအပြင်အခုချိန်ထိချစ်တို့ရေးစာရှိကြောင်းလဲချပြမထားပဲဒီကိုယ်တဲ့အပြိုကြီးနေတဲ့တာနေနေတာပေါ့ဒါကြောင့်မို့ပရိသတ်တွေကလည်းဆိုးဖြစ်သစဉ်ကိုဆုံရင်မင်းသားတွေနဲ့ရှစ်ချကဘေးစားကြတာမျိုးရှိပါတယ်တရုတ်ဆောင်ရတဲ့ဇကအရာအခုလိုသဘောတူခံရတာကလည်းပုံမှန်အရာတစ်ခုပေါ့ပြီးခဲ့တဲ့လကပြတ်သားခဲ့တဲ့ချင်းဖော်ဇလန်ထွဲမှာဆိုရင်လဲဆိုးဖြစ်သစဉ်ကိုနေထော့ဆိုင်းစီတွမ်ခန်းတို့နဲ့ရှစ်ကြတာပေါ့သဘောတူတာကြောင့်တကယ်တွဲလိုက်ပါဆိုပြီးနေရာတိုင်းမှာပြောဆိုနေကြပါတယ်အခုလိုပြောဆိုတာကိုဆိုးဖြစ်သစဉ်ကလုံးဝသိမခံနိုင်တဲ့အတွက်ဇကပြပြီးမကြလိုက်ခင်ပါပဲ ည်းချက်ချင်းဖြည့်ရှင်းခဲ့တာပါသူနဲ့နေထဆိုင်းစီတွမ်ခန်တော့ကိုဇုံတွဲရီလိုမပြောကြပါနဲ့ဆိုပြီးတားခဲ့တာပါစိုးပြသင်းကိုပရိသတ်တွေကနေထဆိုင်းစီတွမ်ခန်တော့နဲ့သာသဘောတူတာမဟုတ်ဘဲဟိဝင်ရန်နဲ့လည်းသဘောတူကြတာရှိပါတယ်ဟိဝင်ရန်နဲ့စိုးပြသင်းတို့နှစ်ယောက်ကိုငယ်စဉ်ဖန်ဆိုပြီးအားပေးခဲ့ကြတာပါ ဒါအပြင်နှစ်ယောက်လုံးကိုချစ်သူတွေဖြစ်နေကြတဲ့ပုံစံနဲ့ပါရှစ်ကြတာပေါင်းပရိသတ်တေရင်တောင်မကပဲအနုပညာရှင်ချင်းချင်းကပါသဘောတူတယ်ဆိုပြီးပေါ်တင်ပြောတာမျိုးတွေတောင်ရှိပါတယ်အခုလိုပြောဆိုတာတွေကိုဆိုပြစ်သစင်ဘက်ကနေအပြင်းထန်ကန့်ကွက်တာမျိုးမရှိခဲ့ပါဘူးဒါအပြင်ပြီးခဲ့တဲ့ရက်မှလည်းဆိုပြစ်သစင်ကဟင်းဝင်ရရဲ့မွေးနေ့မှာစိန်ရွှေရနဆိုင်အရောင်းပွဲကိုတက်ရောက်ခဲ့ရတာပေါင်းထုံးစံအတိုင်းစင်ပေါ်မှာဂိမ်းတွေဆော့ခိုင်းကြတာမျိုးလည်းရှိပါတယ်စောပါပွဲကိုငယ်စဉ်ဖန်တွေကလည်းလာကြကသူတို့နှစ်ယောက်ကိုချစ်သူတွေလို့ပြောဆိုပြုမှုဖို့အတွက်တောင်းဆိုကြပါတယ် ။ဒါ့အပြင်ဟဲဝင်ရံရံမွန်းနေဖြစ်တာမို့ဆိုးဖြစ်သစင်းနဲ့ကိတ်တူတူခွဲခဲ့ကြတာပေါ့။ မွေးနေ့မှာဆိုဖီယက်သစင်ကဟင်းဝင်ရန်ကိုဆူတောင်းပေးရမှာဖြစ်ပေမဲ့ဟင်းဝင်ရန်ကသာဆိုဖီယက်သစင်ကိုအများရန်ပြပြွှင်ရွှင်နေပေးပါလို့ဆူတောင်းပေးခဲ့တာပါ။ဒါအပြင်ဆိုဖီယက်သစင်နဲ့အတူတူမင်္ဂလာဆောင်တလို့တရုတ်ဖို့ပေးခဲ့ရသလုံးချစ်တယ်ဆိုပြီးလဲတယောက်မျိုးလုံးတယောက်ကြည့်ကပြောခဲ့ကြရပါတယ်။ဒီအပြုမှုတွေအားလုံးကပွဲရဲ့အစီအစဉ်ရလုပ်ပေးခဲ့ကြရတာပါ။ဒါကြောင့်မို့ဆိုဖီယက်သစင်ကအင်တာဗျူးမှာပွဲမှာဖြောပြေးတင်ဆက်တဲ့ခိုက်တန်လေးတစ်ခုဖြစ်လုပ်ပေးခဲ့တာဆိုပြီးပြောခဲ့ပါတယ်။ဟင်းဝင်ရန်ရဲ့ခုလိုတွေတရုတ်ဖို့ပေးရကရှစ်ခံရတာကိုဘရက်တ်တေကိုဖြောပြေးတာလို့ဆိုဖီယက်သ စ်စင်းကလက်ခံပါတယ်။ဒါပေမဲ့နေထွန်းနဲ့ဆိုင်းစီတွမ်ခန်တွနဲ့ပွဲတက်တင်မှာတော့ပွဲအတွက်ဖြောပြေးတာလို့လက်မခံပဲမပေးစားကြပါနဲ့ဆိုပြီးတားမြစ်ခဲ့တာပေါ့။ဒါကြောင့်မို့လဲပရိသတ်တွေကဆိုပြစ်စင်းကလူပြောင်းတော့အမျိုးမျိုးပဲဆိုပြီးပြောဆိုနေကြတာဖြစ်ပါတယ်။ဟဲဝင်ရန်နဲ့ပတ်သက်ရင်အနီးကပ်နေကယင်းနေတက်ပေမဲ့တခြားမင်းသားတွေနဲ့ဆိုရင်ခါခါတိတိညင်းဆန်နေဆိုပြီးထောက်ပြနေကြတာပေါ့။ဒါအပြင်ဆိုပြစ်စင်းကဟဲဝင်ရန်နဲ့ရှစ်တာမျိုးမလောက်ပါနဲ့ဆိုပြီးအပြင်းထန်တားမြစ်တော်မျိုးလည်းမရှိသေးတာကြောင့် တမူထူချောင်းနေတယ်လို့ယူဆနေကြပါတယ်။ဟိဝင်ရန်နဲ့ဆိုပြစ်သစင်တို့ခင်မင်လာတာကလည်းဆယ်စုနှစ်တခုကျော်လာပြီဖြစ်တဲ့အတွက်တယောက်နဲ့တယောက်ကအဘိန်ယုံမျှတသလိုမိသားစုတွေပါယဉ်နိနေကြတာပါ။နေထွန်းတဲ့ဆိုင်းစီတွမ်ခန်တို့အပေါင်းသဘောထားနဲ့မတူဘဲဟိဝင်ရန်ပေါ်မှာကွဲပြားနေတဲ့ဆိုပြစ်သစင်နဲ့ပတ်သက်ပြီးပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။